်မင်္ဂလာပါကျွန်တော်တို့ရဲ့ပုံမှန်တက်ဆက်တရားဖြစ်တဲ့ဒေါ်လန်ဝေဘန်လေကန်တဲ့ဒေါ်ဝေလီအစီအစဉ်ကနေအလုပ်ကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တင်ထောင်တဲ့နှစ်ယောက်တရှိဖြစ်ဖြစ်တဲ့ကျွန်တော်တို့နိုင်ငံရဲ့စီကြီးနိုင်ငံရေးစတဲ့သတင်းတွေကိုကျွန်တော်တို့ဒါပြောဆိုဆွေးနွေးတာဖြစ်ပါတယ်မင်္ဂလာနှစ်ထောင်ကြီးဟုတ်မင်္ဂလာပါကိုကဲဒီနေ့ကတော့အားတွေဘာကြောင့်ပြောကြမလဲဆိုရင်စီကြီးနိုင်ငံရေးဆိုတာတဲ့ပေါ့နော်အဓိကဒီသူတို့ဒီအချမ်းပတ်စစ်တပ်မှာအခုလက်ရှိ ဖြစ်ပြနေတဲ့ကိစ္စလေးရှိတယ်အဲ့ဒါကိုအဓိကထားပြီးပြောခြင်းတယ်ပြောခြင်းဆိုတာပါလဲဆိုလို့ရှိရင်တော့လက်ရှိမှာအားလုံးသိရတဲ့အတိုင်းပဲဒါစစ်ကောင်စီရဲ့အဓိကဘယ်လိုပြောမလဲအားပေးထောက်ခံသူပေါ့ဒါစော်ဖုံးစော်ဖုံးလိန်လို့ကတော့ခေါ်တယ်အာကြီးပေါ့နော်ဒါဒီကောင်ကိုအခုဒါစစ်တပ်ကနေမှဖမ်းဆီးပြီးတော့အရေးယူရတယ်အလို့တရတော့ဒါဒီကောင်ကိုဖမ်းတယ်ဆိုတာအဲသူတရားစွဲခံထားတဲ့66ဂါကြီးတွေပါရင်မဟုတ်ပဲနဲ့သူ့ကိုဘယ်လိုပြောမလဲဆိုလို့ရှင်တော့ဒီစာရဖားကနေပေါ့ ဖမ်းတယ်ဆိုတာမျိုးဒီသိရတယ်နောက်ဆုံးထပ်ပြီးသိရတော့ဒီစစ်တိုးကြီးတောင်ရောက်နေရဆိုတာမျိုးသိရတယ်ဆိုတော့အဲ့ဒီမှာပြောစရာရှိတာကဘာလဲဆိုရင်လက်ရှိဒီလိုမျိုးပေါ့နော်ဒီစစ်တပ်အပိထောက်ခံသူတွေအချင်းချင်းတောင်မှအုပ်စုတွေကွဲရယ်သူတို့အချင်းချင်းတောင်မှဒါမျိုးဖမ်းဆီးရတယ်လုပ်တယ်နောက်ဖမ်းဆီးတာကိုမြင်မပြီးသေးဘဲနဲ့ဘယ်လိုပြောမလဲဆိုသူတို့အခုလိုမျိုးဒီစစ်တိုးကြီးအထီးတောင်မှပို့တာမျိုးရှိတယ် ဆိုတော့လင်းထောင်းအောင်ဆိုလို့ရှိရင်ဒါစစ်တပ်မှာဒါဒါဝန်ထမ်းဆောင်ကဲဘူးတယ်နော်အချိန်ကအဲ့တော့တာမန်လူတယောက်ကဒီအရာရှိအရာရှိအချင်းချင်းတော့မှာဒီ senior junior တွေရှိတယ်အဲ့လို senior junior တွေမှာနည်းနည်းလေးဘောင်းကျော်တယ်လို့ထင်တယ်ဆိုလို့ရှိရင်ဒီကောင်ကြီးကကြိတ်တယ်အဲ့တော့ဒီဒီလိုမျိုးအယက်သားတယောက်ပေါ့ဒါဇော်ဘုံငိန်ဆိုတာအယက်သားပေါ့သူ့လူလူတယောက်ကနေမှဘိုလ်ချုပ်တွေပုံမှုတွေကိုငါနဲ့ကင်တုတ်ပြီးတော့ပြောဆိုနေရနေမှအခုလိုအဖမ်းခံရတဲ့အနေအထားမျိုးဆိုလို့ရှိရင် ီကောင်အချိန်ဒီဘယ်လိုအောင်ဆိုးွားနိုင်မယ်လို့နေတော့မြင်တယ်။ဒေဂျာဒီကောင်ကအခုဒီကောင်လေးအမျိုးသားသမားလို့ပြောတဲ့ကိုကျော်စီးပွားရှာဗာမောအုပ်စုတွေကြားမှာတော့ဒီကောင်သတင်းရတော့အခုရပိုင်း TikTok မှာပဲကြီးကြီးပဲနေရာမှာပဲကြီးတော်တော်ကိုဟော့နေ Telegram မှာပဲကြီးကြီးပေါ့နော်သူတို့ကြားထဲမှာဒီအာဇော်ဘုံလေးဝိုင်းထုတဲ့ကောင်တွေလည်းတော်တော်များတယ်ပေါ့နော်သူဘက်ကရက်တီတဲ့သူတွေကတော်တော်နှဲတယ်လို့တော့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒါသူတို့ဘက်ချမ်းကိုကျွန်တော်ပြောတာပါအဲ့တော့ အာအဲ့တော့ဟိုပါတော့ဟိုဇော်ဘုံးလေးကဟိုကျွန်တော်မနေ့ကတော့ဒီကောင်အရင်တော့ပါတော့ဒီကောင်အဖမ်းခံရတဲ့ဘာညာဆိုပြီးတော့ကောလာလာတရင်တက်တော့ဒီကောင်ပြောရတဲ့ဗီဒီယိုဖိုင်တစ်ခုကျွန်တော် ပြန်သွားတွေ့တယ်ပေါ့။ဘာဘာအဲ့တော့ဒီကောင်ကျွန်တော်တို့လည်းဖမ်းကျွန်တော်တို့လည်းဖမ်းကျင်ရင်လည်းကာကြိုကြီးဓာတ်ရိုက်မေရောလည်းတိုက်ရိုက်တဲ့ကျွန်တော်တို့အမိန်ပေးမှဖမ်းလို့ရတယ်ကျွန်တော်တို့ဒီတိုင်းလာဖမ်းလို့မရဘူးလို့ဆိုပြီးတော့ပြောရတဲ့ဗီဒီယိုမှာကျွန်တော်တော့ပြန်တွေ့ ဟုတ်တော့ပြောမယ်ဆိုတော့ဒီကောင်းလေးအဲဒီကောင်းလေးကအာစစ်တပ်အကြောင်းစစ်တပ်သားထောက်ခံနေရစစ်တပ်အကြောင်းကိုဒီကောင်းလေးကောင်းကောင်းမသိတဲ့ကောင်းလေးလို့အာကျွန်တော်ပထမဆုံးပြောချင်တာပေါ့စစ်တပ်ကဒီကောင်းလေးကိုအာအဒီနေရာမှာကျွန်တော်တို့ဟိုနှစ်ပိုင်းကြည့်ရမယ်လို့ကျွန်တော်မြင်တယ်ပထမတစ်ပိုင်းကစစ်တပ်ကသူတို့ကိုဘာကြောင့်အာဒီလောက်ဒီအခွင့်အရေးတွေပေးအာပေါ့နော်အာဒီလောက်ဒီလုတ်ပိုင်ခွင့်တွေပေးပြီးတော့ဟိုပေါ့နော်ဘာကြောင့်ဟိုဟာဖြစ်တာလဲလို့ပထမတစ်ပိုင်းပြောရမယ်ဆိုရင် စစ်တပ်ဒီကျွန်တော်တို့ဒီအာဘောနော်အ2021အာနာသိန်းတဲ့အချိန်အားစပြီးတော့သူတို့ဘက်ကနေပြီးတော့အမာခံရက်ပြီးတော့ဝါရဖြန့်ချီရေးကိုလှုပ်ပေးဖို့အတွက်ဘောနော်ဟိုမီဒီယာတွေအာနောက်ပြီးတော့လူပုဂ္ဂိုလ်တွေ influencer တွေကိုရှာတဲ့ခါမှာလူလူပေါ်တကယ် influence ရှိတဲ့သူတွေအာလူလူပေါ်တကယ်လွှမ်းမိုးနိုင်တဲ့အာသူတွေကိုအာစစ်တပ်အနေနဲ့မရလိုက်ဘူးနောက်ပြီးတော့ အာသူတို့ရဲ့ဖက်ခွက်စာတွေလို့ပြောလို့ရတဲ့သူတွေကိုအတုံးချဖို့ကြည့်ပြန်တော့လေအဲ့လူတွေကိုယ်တိုင်စစ်တပ်ကိုထောက်ခံကြအောင်စစ်တပ်ကိုဘလောက်ကြီးချစ်ကြောင်းဆိုတဲ့အခါတွေကိုပေါ်ပေါ်တင်တင်ဘယ်သူမှမပြောရဘူးဟုတ်ပါတော့အဲ့တော့ဟိုဟိုပြောတဲ့သူမရှိမှရှိတယ်အနှင်းငယ်ပဲရှိတယ်ပြောပြောချင်တာကဘာလဲဆိုတော့သူတို့ရဲ့ဝါဒဖြန့်ကွန်ရက်မှာဟုတ်ပါတော့ဟိုတော်တော်လေးကိုအားနေခဲ့တာ တကယ်တော့ကျတော့စစ်တပ်ရဲ့နိုင်ငံရေးကဝါလန့်ဖြန့်ကွန်ရက်နဲ့သွားတယ်သူတို့ကအရင်တော့ဆိုရင်တော့သူတို့ဘက်မှာရက်တည်တဲ့သူတွေအာ influencer တွေအနုပညာရှင်တွေတော်တော်များများရှိတယ်ငွေကြေးနဲ့လည်းစီယုံတင်းတွင်းနဲ့အတင်းကျက်လည်းခိုင်းစေတယ်ဒီလိုမျိုးပုံစံနဲ့သွားတာပေါ့နော်တကယ်တမ်းကျတော့2015ရဲ့နောက်ပိုင်းမှာသူတို့ဘက်မှာရက်တည်တဲ့သူကတော်တော်ကိုရှားပါသွားတယ်မေဆုရဲ့ power ပေါ့နော်နောက်ပြီးတော့လူလူထောက်ခံတဲ့လူလူရဲ့ power ဒီဥစ္စာကရှင်ကြီးရဲ့နာမှာစစ်တပ်ဘက်မှာဘယ်သူမှမရှိသလောက်ရှားအဲ့ဒါကြောင့်မလို့သူတို့က ဟိုတော့ဒီဝါလာပြန့်ကြီးရန်တရားကိုလှုပ်ဖို့တဲ့သူတို့ဒီဒီစော်ဖုံးဟင်းတို့ဟိုတော့နောက်ပြီးတော့ကြောင်မျိုးမင်းတို့ကြောင်စိုးဦးတို့အာဒီလိုလူတွေကို တိတ်တဆိတ်နဲ့ဟိုတော့လူလူကြမှာမတိမသားနဲ့မွေးလာတာအာ2021အာနာသိန်းတဲ့ကြောင့်သူတို့ကိုတကယ်ကိုထုတ်သုံးတဲ့အခြေအနေထိအာကျွန်တော်တို့ရောက်တယ်ပေါ့နော်အဲ့တော့ဒီတဲမှာစော်ဖုံးဟင်းတို့ကပါလာစော်ဖုံးဟင်းတို့ပါတကယ်တမ်းကျတော့ကျွန်တော်တို့စစ်တပ်ထဲမှာရှိတုန်းကအစောပိုင်းဆိုတဲ့ကောင်ကအဲ့လောက်ထိဟိုစစ်တပ်ကနေပြီးတော့အလေးထားနေတဲ့အဒုတိယမဟုတ်ဘူး ဘောလားစစ်တပ်ကလေးထားနေတဲ့သူတရားမဟုတ်ဘူးသူတို့ဘက်ကနေပြီးတော့ဟိုဘောလားအဲ့လောက်ကြီးအရေးပေးနေတဲ့သူတရားမဟုတ်ဘူးဘောလားတကယ်ပမွားကောင်နော်အခုအာနာသိမ့်ပြီးတဲ့အချိန်ကျတော့အော်ဂျယ်အော်ဂျယ်နဲ့ဟိုဖြစ်တဲ့အချိန်မှာစစ်တပ်ကသူတို့ကိုထုတ်သုံးပြီးတော့ဟလာသူတို့ရဲ့ဝါလာဖြန့်ကွဲရတခုတည်းကလူပုဂ္ဂိုလ်တွေအနေနဲ့အာသူတို့ကိုထားခဲ့တာလို့ကျွန်တော်တို့ပြောတာပြောရမယ်ဆိုစစ်တပ်ကသူတို့ပေါ်မှာအပြေဝယုံကြည်မှုပေးထားတာမဟုတ်ဘူးအော်ဟိုမဖြစ်ဟိုမဖြစ်စလို့ဆိုတာတဲ့ပေါ့နော်မင်းတို့ရော့ဒါလေးလှုပ်ဒါလေးလှုပ်အော်ဒါလေးလှုပ်ဆိုပြီးတော့ ပြောနေတဲ့အနေထားတော့ပဲရှိတယ်။တကယ်တမ်းကျတော့သူတို့ကိုသူတို့အယမ်းအထင်ကြီးနေတာ။ငါတို့ကတော့စစ်တပ်ဘက်မှာထောက်ခံတာဖြစ်တဲ့အတွက်ငါတို့ကတော့လူကုန်ကိုအရငါတို့ဘလောက်တိဟွာဖြစ်တယ်။နောက်ဆုံးခင်ရီတို့ဘာတို့ကဆိုသူတို့ကိုဟိုထုတ်ကင်နေပေါ့နော်။အာသူတို့ကိုဒီလိုမျိုးဟိုဟာဒီလောက်တိရင်းနှီးမှုတွေရှိတယ်။အာဒီလိုမျိုးပြောတယ်။တကယ်တမ်းကျတော့အဲကြောင်မျိုးမင်းတို့ကြောင်စိုးဦးတို့ဒဇင်ဦးတို့ဘာတို့တခြားသူတွေကိုကြည့်လိုက်ရဲဆိုရင်လူအနှဲငယ်လောက်ပဲဇော်ဘုံကြီးဆိုတဲ့ကောင်ကိုစစ်တပ်ကဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာကျွန်တော်လူယာသွင်းတဲ့ ပွဲတွေမှာထုတ်တာတိတ်ပြီးတော့မတွေ့ရသလိုပဲတကယ်ကြတော့သူတို့ကိုဟိုလူမိုက်တတာဝါရဖြန့်ချီရေးတမတရားအနေနဲ့စစ်တပ်ကထားရတယ်လို့အာကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဒါတစ်ချက်ပေါ့အဲ့တော့ဒါပထမပိုင်းနောက်တစ်ချက်ကတော့ဒုတိယပိုင်းအနေနဲ့ထပ်ပြောရမယ်ဆိုအာစစ်တပ်ကဒီလိုမျိုးသူတွေကိုလုံပိုင်ခွင့်နေအာနာရီအာပေးပြီးတော့ဟိုဖြစ်တဲ့အချိန်မှာစစ်တပ်ဒီသူတို့ကိုဟိုပေါ့နော်တစ်ဖက်လက်နဲ့ကောင်းကောင်းကိုအတုံးချခဲ့တာအာတကယ်ကြတော့အခုဒီမှာကြည့်လိုက်စစ်တပ်ဘက်ကနေပြီးတော့ ဟိုပေါ့နော်နည်းနည်းလေးထောင်လာတဲ့ကောင်တွေဆိုရင်အများတန်းလို့ပေါ့နော်ဟိုတောက်လေးရှိတယ်ပေါ့အဓိကအာစစ်တပ်ကအာဟိုစဉ်းစားကြည့်လိုက်ဒီနိုင်ငံရဲ့လူလူဟိုပေါ့နော်တန်း90ကျော်ရှိရဆိုတေးကြတဲ့သူတို့ကိုစောက်ပြက်ပြောနေတာကသူတို့ကိုဟိုပေါ့နော်ဟိုဆဲနေတာကအာသူတို့ကိုမထောက်ခံတာတန်း90ကျော်တယ်သူတို့ကိုအလုံးစုံထောက်ခံတာတန်းနှစ်တန်းဒီလောက်ပဲရှိတာကျန်တာကဂျားနေနဲ့အာတော်လှန်သူ ကျွန်တော်တို့လူကြီးကြီးလိုက်မယ်ဆိုအဲ့လောက်အဲ့လောက်တိကိုကျွန်တော်တို့ခွဲလို့ရရနေတာတေချာသူကသူတို့ကိုအာကျွန်တော်ငါတို့ကတော့25သက်လောက်ကထောက်ခံနေပါတယ်လို့ပြောလို့မရတဲ့အနေဒါသူတို့မှထောက်ခံသူကတန်းဆိုရင်ဟိုမှာတက်တန်း2တန်း3တန်းဒီလောက်ပဲရှိမှာဒီချက်မပိုတဲ့အခြေအနေတစ်ခုပဲလို့ကျွန်တော်တို့ပြောလို့ရတယ်ဗျအဲ့တော့လုံးဝကိုအာဘာလို့ဟို90ရာခိုင်နှုန်းကျော်ကသူတို့ကိုလုံးဝထောက်ခံတဲ့လူလူမဟုတ်အဲ့တော့ ဒီလူတွေတဲမှာမှဘောနော်သူတို့ထောက်ခံတဲ့သူနည်းနည်းတဲမှာမှအဒီကောင်တွေကိုဘောနော်သူတို့ဒီကောင်းကောင်းကိုအတုံးချရမယ်ဒီလူတွေကဘောနော်ငါတို့ရဲ့ဝါလာဖြန့်ကွန်ရဲ့ဟိုကောင်းကောင်းကိုလဲပတ်ပြီးမဲ့အာသူတူတွေဖြစ်တယ်ဆိုပြီးတော့သူတို့တတ်မှတ်တယ်အာဒါကြောင့်မလို့သူတို့ကိုဘောနော်ဟိုနောက်ကနေပြီးတော့သာ အာသူတို့ကဘာဖြစ်တာတကယ်တမ်းထောက်လာပြီဆိုကြောက်ဆိုးဆိုဗနာခါရှိပြီလေဖုတ်ခံရတယ်ဗနာခါခေါ်ပြီးဟိုစစ်ကြောရေးကိုဝင်တမလိုက်စောက်တန်လေးတိတ်သွားလိုက်ဟဲ့လားဒီကောနည်းနည်းလေးပြန်ထောင်လာလိုက်ဟိုဖြစ်သွားတယ်ဒီလိုမျိုးပုံစံတွေပေါ့နော်အဲ့လိုမျိုးပုံစံတွေလုံနေတာအာကြောက်မျိုးမင်းတို့ဆိုလေထိုနီလကောင်းမဲပေါ့နော်ဒီကောင်းလေးဘာဖြစ်နေအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီကောင်းလေးကိုတရားလလုံဟိုနော်ဟိုစကားတွေကို အပြောကျင်တိုင်းပြောဝင်ပေးထားတာမဟုတ်တကယ်တမ်းကျတော့ဒီကောင်တွေကိုအာတဖက်လက်နီးနဲ့မင်းတို့ကောင်တွေဒီလိုဒီလိုတွေပြောဒီလိုဒီလိုဟွာဖြစ်ပြီးတော့ဂိုင်လိုင်းချပေးတဲ့သူကသူတို့မှာတက်တက်ကိုရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်တွေအပ်ပေါင်တွေကိုကြော်ပြီးတော့အာငါတို့ကတော့အာကျွန်တော်စစ်တပ်ထဲမှာဆိုရင်ရှိတယ်အဲတခါလေကျွန်တော်ဟိုအခုနဲ့တခါပြောဘူးလားမသိဘူးအာစစ်တပ်ထဲမှာတော့ပြည်သူစစ်ဆိုရဲကောင်ကပြည်သူစစ်ခေါင်းဆောင်ဆိုတဲ့သူကတည်ရင်မှုနဲ့အာအဆင်ပြေရေပေါ့နော်ကျွန်တော်တို့ဂျားတွေကအရာရှိကြအကောင်ကြည့်နေရတော့ အာအာအာပြရပါလောက်ပြအကောင့်နေစောက်တာဘာရှိလဲဆိုတော့တို့ကအဒီမဘာသာတွေရဲ့စောက်တာဘာရှိလဲဆိုတော့ဥမာတဲမှုနဲ့ပိုင်တယ်ဆိုပြီးအောက်ကတဲမှုအောက်ကအရာရှိတွေပြန်ချုံလာရရှိတယ် ဟုတ်တော့ကျွန်တော်ကျွန်တော်တို့ဆိုလေစစ်တပ်တဲ့ဘာတော့အဲ့လိုတွေခံမှုတာဟာအဖို့မှုကသူဒုတိယဖို့မှုနဲ့ပိုင်နေပါဘောနော်တဲမှုဒုတိယဖို့မှုနဲ့ပိုင်နေဆိုဟာအဖို့မှုကဘာဘာဖြစ်တယ်အညာဖြစ်တယ်ဆိုပြီးတော့အဲ့အဲ့လိုချွန်အခုဇော်ဘုံတော့လေအဲ့ level ကိုရောက်လာအဲ့သူကတခါကျဟိုဘူချုပ်တွေအဲဘူမှုချုပ်တွေဘာတွေနဲ့တဖြည်းဖြည်းရင်းနှီးလာတယ်ဆိုတဲ့အချိန်မှာသူတို့နယ်မှာရှိတဲ့ဒုတိယဘူမှုကြီးတွေဟိုဘောနော်ဘူမှုကြီးတွေသူတို့ပြန်ချွန်လာတဲ့အနေအထားမျိုးရှိတယ် အဲ့ကြတော့ဟိုတော့ဟိုတခါဒီကောင်ရဲ့ဟိုရုပ်တံနေတဲ့မှာဒါကျွန်တော်တို့ကဒီကောင်ရဲ့ live တွေကိုအများအားကြီးနေရကောင်လည်းမဟုတ်တခါလေးအတူအစတွေထွက်လာတဲ့ဥစ္စာတွေထဲမှာဆိုကြည်လိုက်ပဲဆိုရင်ဘာလဲဆိုတော့ဒီကောင်တခါကျဟိုဟိုဟိုကလူစောက်သုံးမကြဘူးမင်းတို့အဖကကြောကြီးစောက်ရှက်တွေခွဲနေရဘာညာဆိုပြီးတော့ဂျားရဲသူတွေကိုဒီကောင်ပြောပြောနေတဲ့အထာတွေလောက်တာတော်တော်များပြီအဲ့တော့ပြောချင်တာကသူ့ကိုဂျားစင်တွေကသူ့ကိုတော်တော်လေးကိုမကျေနပ်တဲ့အနေထားမှာရှိနေတယ်လို့ကျွန်တော်ကတော့ယူဆတယ်။ဒါကြောင့်မလို့လေဟောပေါ့တော့ဒီကောင်တကယ်လဲဖြစ်ကော ဘောနော်စစ်ကြောရေးကိုတကယ်တည်းရောက်တော့အခုဒီကောင်တက်ထားတဲ့အမှုတွေကဘောနော်ပြန်မလွတ်နိုင်တဲ့အမှုတွေနဲ့တက်ထားတာလို့ကျွန်တော်တို့ပြောလို့ရတယ်အရင်တော့9မင်းဆွေတို့ဘာလို့တော့တော့ငါ905တို့ဘာလို့ပဲဟိုတော့ဒီရဲထွတ်တို့ဘာလို့ဆိုလဲအဲ့လောက်ပဲဗျာအမှုတွေမများဘူးဒီကောင်ရောက်တော့တက်ထားလက်နက်မှုတွေရော နောက်ပြီးတော့မှောင်ခိုမှုတွေအခုနောက်ပိုင်းဒီကောင်တွေတည်းစောက်တန်ထွက်လာတဲ့ဥစားတခုဆိုဘာလဲဆိုမွေးစီဝါရောင်းဝယ်မှောင်ခိုမှုတော့မှာမွေးစီဝါရောင်းဝယ်မှုတော့မှာဒီကောင်ပါလာတယ်ပေါ့နော်ပြောချင်တာဒီကောင်ဒီအဲ့ဥစားတွေနဲ့အလုပ်လုပ်တယ်အဲ့ရဲ့ network နဲ့ဒီကောင်ပတ်စံရှိတယ်ဝက်တောက်ကားတွေစီးတယ်တချို့ဥစားတွေကဖြစ်တဲ့အချိန်မှာစောက်ကူးမဆိုင်တော့မင်းတို့ကစောက်ကူးမဆိုင်ရောငါပြောချင်တယ်လို့ပြောမယ်ငါတို့ကဟိုပေါ့နော်မင်းတို့စီကဗိုလ်ချုပ်တွေဗိုလ်ချုပ်ကြီးတွေနဲ့ငါတို့ကရင်းနှီးနေတဲ့ကောင်တွေငါတို့ကမင်းတို့လောက်ကစောက်ကူးမဆိုင်ပါဘူးဆိုတော့အထာမျိုးကြီးချိုးလာတဲ့ခါမှာဂျားတွေကောင်တွေနဲ့ညှိပြီးတော့ဒီလိုမျိုးဖြစ်တယ်ဖြစ်တယ် လို့ကျွန်တော်ကတော့ယူဆတယ်ဒါကကျွန်တော်ပြောချင်တဲ့အပိုင်းနှစ်ပိုင်းပါနော်အဲ့တော့ဒီပိုင်းလေးကိုနည်းနည်းလေးပြန်ချောရမယ်ဆိုရင်တော့စော်ဘိုးဝေးဆိုတဲ့ကောင်ကြီးတကယ်တမ်းကျတော့ဘောနော်စစ်တပ်ကနေပြီးတော့သူတို့အခွင့်အရေးကိုမစိုးသလောက်ပေးတယ်အဲ့ဥစားကိုသူကအခွင့်အရေးကိုပို့နှိုက်လိုက်တဲ့အခါမှာဘောနော်အဲဒီစစ်တပ်ကကောင်တွေနဲ့တွားညိပြီးတော့ဖြစ်တဲ့ပြဿနာတစ်ခုလို့ကျွန်တော်ကတော့ယူဆတယ်နောက်တစ်ခုအနေနဲ့ပြောရမှာသူတို့ကိုနှိုက်သည်စစ်တပ် ကို၌သည်သူတို့အောက်မှာကျုံတပွဲသဘောထားတဲ့ကောင်တွေဘယ်သောအခါမှာသူတို့ခေါင်းပေါ်တက်နှင်းခိုင်းလည်းမရှိဘူးဆိုတာကိုကျွန်တော်ကတော့ဒီနေရာပြောချင်တယ်ဗျာဟုတ်။အော်အဲ့တော့ဆုံးပြောရတဲ့စကားတော့မှိုက်တယ်။သူတို့ဒီပေါ့သူတို့ဒီသူတို့ကျုံတဖြစ်ဘောတော့သူသဘောထားတဲ့ကောင်တွေခေါင်းကိုပြန်ပြီးအနေမခံမနှင်းခိုင်းပေါ့ sorry ခေါင်းကိုစကားတွေချုပ်ဝင်ခေါင်းကိုပြန်ပြီးနင်းလာတဲ့အထီကိုသူတို့ဘယ်လိုရောမလဲအခွင့်အရေးမပေးဘူးပေါ့နော်။ဆိုတော့အဲ့လိုမျိုးအဲ့အဲ့စကားတော့တော်တော်မှိုက်တယ်။ဒါပေမဲ့အဲ့ဒါကဒါလင်းထောင်ကဒါလူမျိုးပြောလို့ပေါ့နော်။ ဒီကောင်တွေအဲ့တော့မမြင်ဘူးသူတို့မြင်တာကအာသူတို့ကလုံးဝဒီကောင်တွေပြောရတဲ့ရှိရေဒီဒီအာကြီးပေါ့နော်ဒီစော်ဘုံတွေပြောပြနေတာရှိရေအာသူကစပီကာတော့မှန်တာကိုပြောတာငါ့ကိုဘယ်သူမှလာပြီးမဖမ်းရဘူးကာမှန်တော့ပြောတာမင်းတို့ငါ့ကိုဖမ်းလို့ရှိရင်ငါလည်းမင်းတို့ကိုပြန်ပြီးတော့ဟိုဖွင့်ချလိုက်ပါအပြန်ပြီးတော့မင်းတို့ရဲ့ဟိုဘယ်လိုပြောမလဲပြန်ဖော်မယ်ပေါ့ကွာဒီကောင်ပြန်ပြီးတော့ဘယ်လိုပြောမလဲဆိုလို့ရှိရင်တော့ဟိုပြန်ပြီးချင်းချောက်တဲ့ပုံစံမျိုးကြီးတော့ဖြစ်လာတာဒီကောင်ကပြန်ပြီးတော့လीဟဲ့လားဟိုဟို ဆိုတော့ဟိုတိုင်းမှုအစင်းတော့ဒီကောငါနဲ့တုတ်ပြီးတော့ငါနဲ့တက်ပြီးတော့ဆဲကျင်နေတဲ့အနေအထားတစ်ခုကနေမှပြန်ပြီးတော့အဲ့တိုင်းမှုလောက်အစင်းကိုဘူမှုလောက်အစင်းကိုဒီကောပြန်ပြီးတော့ချင်းချောက်တဲ့ပုံစံမျိုးတော့ဒီကောပြောလာတာဆိုတော့အဲ့မှာနောက်တစ်ခုထပ်ပြီးတော့ပြောစရာရှိတာဘာလဲဆိုလို့ရင်ဆိုတော့ဒီစစ်တပ်မှာကသူတို့ကထုံးစံကောနော်ထုံးစံပါလို့ဆိုတာဟိုးရင်တွေကရှိခဲ့တဲ့သဘောဒါကဟုတ်လေဟို ကြောက်ကြောက်ဘူးခဲ့တာရှိတယ်။ထပ်ပါပြီးမြင့်မှန်တင်ဝူလို့ပါအောင်ဆိုလို့ရှိရင်လေကွာဒီနေဝင်းခင်မှာသူတို့ဩတာထွားခဲ့တယ်။ဒါပေမဲ့နေဝင်းကြီးကဒီဘက်ကိုကြိတ်တာပဲ။နော်။နောက်ပိုင်းဒီခင်ညော့ဆိုတော့ဒီလိုမျိုးဒီသူတို့ဒီစီနီယာဂျူနီယာဆိုတဲ့အနေအထားတစ်ခုမှာတော့ကွာသူတို့တွေကစောင့်ရမ်းကြိတ်တယ်။ကြိတ်တော့အခုနောက်ပိုင်းဒီအာနာသိမ်းပြီးတဲ့အချိန်မှာဆိုတော့ဒီလိုမျိုးပေါ့နော်။အာနာသိမ်းပြီးရဲ့နောက်ပိုင်းမှာရောပါလာတဲ့ဒီငပိုးကောင်တွေက ဓာမျိုးတွေအတန်တွေထွက်လာပြီးတော့အခုဓာမျိုးဓာမျိုးတွေအဖမ်းခံရည်စီဖြစ်လာတယ်အဲ့ဒီမှာဘာဟုတ်အဒီကိုနုံပေါ့စိတ်ဝင်စားပြီးပြောချင်တယ်ဆိုတော့အခုဆိုရင်ဇော်ဘုံဟင်းဇော်ဘုံလိန်ဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ဆိုပြီးတော့သူတို့နဲ့ပေါင်းတင်းတဲ့အရန်ကိုရင်းပါတယ်ဆိုတဲ့ဟာမျိုးတွေအတံမထွက်ဘူးမပုတုဆိုအတံမထွက်ဘူးတိတ်တယ်ဒီဟာနဲ့ပတ်သက်ပြီးစပီယောက်လို့တာမရှိဘူးเนาะပေါက်ကရုံးဆိုလို့ချင်းပေါ်တင်းကြီးကိုလျှော်ရတယ်ကြုံစိုးဆိုလုံးဝပြောကိုမပြောဘူးဒါတွေမြင်လာရတယ် ဆိုတော့အဲ့ဒီဟာနဲ့ပတ်သက်ပြီးနောက်ဆက်တွဲဒီကောင်ဒီဘက်မှာဝါရဖြန့်ဖို့အတွက်ဆိုလို့ရင်ဘလို့အနေထားတွေဖြစ်သွားမှလို့မထောက်မြင်တယ်ဟိုပေါကလုံးဟလာမကန်ကောင်းပါလေမကန်ကောင်းပါလေဘလို့ဝင်းကန်ကောင်းပါလေဟလာ ဝေကံကောင်းပါသေးဆိုရအနေထားပါတော့အဲ့တော့သူတို့ကဘာကြောင့်အတန်မထွက်ရလဲလို့ဟိုကျွန်တော်တို့ကပြောဟိုပါတော့ပြန်ပြီးတော့စဉ်းစားကြည့်မယ်ဆိုရင်အတန်ထွက်လို့မရတော့တဲ့အခြေအနေတခုလေအခုဟိုဒါပြောမယ်ဆိုစစ်တပ်သူတို့ကြားမှာလေအခုစစ်တပ်ကိုအားမရတဲ့အပိုင်းတွေကသူတို့ကိုနိုင်ကိုရှိနေတာနောက်ဆုံးစစ်တပ်ထဲကကောင်တွေကိုနိုင်ကဒီစစ်တပ်ပေါ်အားမရတဲ့အချက်တွေကအများကြီးရှိတယ်နောက်ပြီးတော့ဒီစစ်တပ်နဲ့ အအခုအချိန်မှာထိတွေ့နေရတဲ့ကောင်လေးစစ်တပ်ထဲမှာဘလို့ရဖြစ်နေလဲဆိုတော့ကျွန်တော်တို့ထက်ကိုဒီကောင်လေးပိုတိရဲ့အနေထားတွေရှိဒါကြောင့်မလို့ဒီကောင်လေးကတိုးတိုးတဖုံကြက်ကြက်တဖုံနဲ့ဒီကောင်လေးအာပေါ့နော်ဟိုထောက်ပြဝေဖန်နေကြတော့သူတို့အချင်းချင်းကြားထဲမှာထောက်ပြဝေဖန်နေကြတာအာကင်မရာရှေ့မှာသာတက်မလို့ရပါပစ်တဲ့ညာဖြစ်တယ်ဆိုပြီးတော့အာသူတို့ကိုချိုးအတွက်အာသူတို့ပြောနေကြတာတကယ်တမ်းကျတော့သူတို့ကိုယ်တိုင်ဒီစစ်တပ်ပေါ်ယုံကြည်မှုရှိလားလို့မေးရဲအဲ့လော်ဘီတွေကိုနိုင်ကိုကယုံကြည်မှုမရှိဘူး အာဘယ်နေရာကိုတော့တတိထားအရင်တော့ဆိုဒီကောင်တွေပြောတယ်အာဒီနေရာကိုတော့စစ်တပ်ကလာသိမ်းတော့ပါစစ်တပ်ဝင်လာပြီတော့အဲ့ဒါကြိတ်လိုက်မယ်ဆိုတဲ့ဇာခါဒီကောင်တွေဗဇက်ကထွက်ထွက်လာနေကြဇာခါပဲဟုတ်နော်အာဒီကြိတ်လိုက်မှာစစ်တပ်လေလာမဆန်းနဲ့တတ်မတော့ပါပစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့အာပြောနေတဲ့ကောင်တွေအများကြီးရှိတယ်အဲကြောင်စိုးတို့ပါလို့ဆိုခဏခဏပြောနေတာဒါပေမဲ့အခုကတော့အဲ့လိုမဟုတ်တော့မပြောရတော့ ဘာလို့မပြောရလဲဆိုသူတို့စက်တက်ပေါ့သူတို့ယုံကြည်အယုံကြည်မရှိလို့အရင်တော့ဆိုအာစက်တက်ကတော့ရင်တိုင်းနဲ့ထွက်သွားပြီအာဒီကောင်တေးပြီဘုံနေချဲပလိုက်မှကြောင်မျိုးမင်းတို့ဆိုလားဒီပက်ပက်လေးဘုံနေပတ်ပတ်ချဲလိုက်လို့ဘာဖြစ်အခုလေးရင်ပြန်တက်တော်တော်မှဟလာဒီကောင်တွေဘုံချဲပါလို့ဘုံချဲလိုက်လို့ဘယ်နှယောက်တော့ဟိုဟဖြစ်သွားပြီဒီလောက်တော့ဟိုဟဖြစ်သွားပြီဆိုရင်တည်င်းတော်မှာကျွန်တော်တို့ကောင်းကောင်းမတွေ့တော့ပြောချင်တာတဘာဖြစ်လို့ဒါအောင်မပြောရလဲဆိုရင်ပထမချက်ကသူတို့ကိုယ်တိုင်ဒီစက်တက်ပေါ်ယုံကြည်မှုမရှိလို့သူတို့ကိုယ်တိုင်ကောင်းကောင်းကိုမပြောရတော့လားဆိုပြီးတော့ကျွန်တော်တို့ပထမအချက်ပြောနောက်တစ်ချက်ကတော့ ့ဟိုတော့အဲသူတို့တွေရဲ့ဝါဒဖြန့်ရန်တရားမှာဘာဖြစ်သွားပြီလဲအဲဟိုတော့ဘာကြောင့်မပြောရတော့တာလဲအဲဟိုဟာဇော်ဘုံကြီးနဲ့ဟလာအတူတူသွာလာနေတဲ့ကြောင်စိုးဆိုတဲ့ကောင်တော်ဟလာဒီနေ့သတင်းတင်ခွင့် အာဟိုသတင်းတင်ပြကိုရန်သားပါမယ်ကျမ်းမာအေးရဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပါဇက်ကိုကြည်ကြည်ပိတ်သွားတယ်ဆိုတဲ့အခြေအနေနောက်ပြီးတော့တခြားသူတွေကိုနိုင်ကအဆပါနော်အာဇဘုံကြီးဘက်ကထောက်ကန်ပါဇဘုံကြီးကိုပြက်လွတ်ပေးကြပါကိုဇဘုံကြီးကိုပြက်လွတ်ပေးကြပါဗာညာဆိုပြီးတော့ဘယ်သူမှမပြောကြဘူးလေနော်အဲ့တော့ဟိုနောက်ဆုံးဟိုဒီဒီနေ့ပါစနိုက်ပါစုဆိုတဲ့အကောင်မလားအဲအဲတက်တယောက်ဆိုရင်တင်ထားတာဘယ်သူလဲဟိုဗာလဲ အာဟန်ညိုးတို့ဘာလို့ကင့်နေတာအဲ့ဒါမင်းတို့ကောင်တွေအဲ့ဒါဟိုမင်းတို့ကောင်တွေရောဘာဖြစ်တယ်ညာဖြစ်တယ်ဇော်မွန်းကြီးတို့တလောက်ဒီထိုးချနေရမကောင်းဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဝိုင်းပြောနေရသူတယောက်တင်တာပဲတွေ့ပြီလေဒါတော့မှဇော်မွန်းကြီးကိုပြန်လှုပ်ပေးပါဆိုပြီးတော့သူတို့မပြောရဲဘူးဘာလို့မပြောလဲပြောရင်သူတို့ကတမမှာသူတို့ကတမမှာတကယ်တမ်းကျတော့သူတို့ရဲ့အာအကျိုးစီးပွားတွေကပတ်သက်နေရတယ်အများကြီးပဲဥပမာကြောင်စိုးဆိုတဲ့ကောင်ဆိုဇော်မွန်းလေးနဲ့တရွဲတွဲအဲဘယ်တော့တော့ဘယ်ဟိုပါဖြစ်ဖြစ်စောက်ချုံးမပြင်းမင်းဟိုပါငါတို့တမမှာဆိုတဲ့ပုံစံဖြစ်သွားနိုင် ပြောပြောနေတာဟိုကောင်တည်းရဲ့ဗစက်ထဲမှာဘလို့ရှိတယ်သူကမင်းတို့ကပတ်သက်နေတယ်ဆိုတဲ့ဥစ္စာတွေအကြောင်းတရားတွေကအများကြီးရှိတယ်အဲ့တော့ဟိုပြောမယ်ဆိုဟိုဟာပေါ့နော်သူတို့ရဲ့ဝါဒဖြန့်ရန်နေရာအတွက်ကဒီတကောင်အတွက်ကြောင့်တော့ဟိုပေါ့နော်ရုတ်တော့မရုတ်ရော့သွားပဲမယ်အဲဂျန်တဲ့သူတွေရဲ့ဗစက်မှာတော့ပေါ့နော်ဟိုဟိုဟာပေါ့နော်ရန်တမ်းပန်းတမ်းမပြောရတော့တဲ့အခြေအနေတစ်ခုဟာအထီးကတော့တော်တော်လေးကိုဖြစ်သွားတယ်ဒါသူတို့ရဲ့ lobby တွေကြားပေါ့နော်သူတို့ရဲ့ lobby တွေဆိုတဲ့နေရာမှာသူတို့ရဲ့ lobby တွေဒီအမှန်တရားပေါ်အခြေခံပြီးတော့ အပြောဆိုနေတာမဟုတ်ဘူးလိမ့်လဲဝါဒဖြန့်တဲ့အเจ้าရာတွေပေါ်မှာပဲဟိုဟာမူတည်ပြီးတော့ပြောနေရတာဖြစ်တဲ့အတွက်သူတို့ကိုသူတို့လည်းမလုံသလိုသူတို့ထောက်ခံနေတဲ့အဖွဲ့အစည်းကလည်းသူတို့ကိုဘယ်အချိန်ဘာလုပ်မယ်ဆိုတဲ့ဟိုကြောက်စိတ်ကသူတို့မှာရှိနေခုနအကိုပြောရတဲ့အခါကျမှပါတယ်ဇော်ဘုံကြီးကငါ့ကိုလာမလို့နဲ့ငါ့ကိုလို့ငါဖမ်းလိုက်ပါတော့ဟိုဟာငါပြန်ကင်လိုက်ပါဆိုတဲ့ဟိုဥစ္စာဘယ်လိုလုပ်ကင်လို့ရမလဲစစ်တပ်ကဖမ်းပြီဆိုတဲ့အကောင်အတန်မထွက်နိုင်အောင်ဖမ်းပလိုက်တယ်ဥစ္စာ ဟဲ့နောက်ဆုံးပြောမရရင်တတ်ပလိုက်မှာဘောနဲ့အဒါရှင်းရှင်းလေးပဲလေနော်အဲ့တော့ဟိုပြောကျင်တာကဟိုဟိုငါတို့ကတော့စစ်တဲ့အကြောင်းဘယ်လောက်သိတယ်ငါတို့ကတော့ဘလို့ဟာဖြစ်ပါတယ်ဆိုတော့ပုံစံမျိုးကဒီအာနာရှင်နဲ့တွားလို့လို့မရဒီအာနာရှင်တကယ်တမ်းကျတော့အာနာရှင်ရောက်ဒူးထောက်ပြီးတော့ကျွန်တော်ဘဝနဲ့နေနေရတဲ့သူတွေဘဝတွေမျက်စိပိတ်နားပိတ်ပါးစပ်ပိတ်နေနေရတဲ့ဘဝလို့ကျွန်တော်ကတော့မြင်တယ်သူတို့အလိုကြအတိုင်းဘောနော်ရုပ်သေးရုပ်သဖွယ်ကစားနေရတဲ့သူတွေသူတွေလို့ပဲကျွန်တော်ကတော့မြင်တယ်အဲ့တော့ သူတို့ရင်ထဲမှာအဟိုဘောနော်ဘယ်ဟာမှန်တယ်ဘယ်ဟာမှားတယ်ဆိုတော့ဒီကောင်တွေသိတယ်တိတိယနဲ့အမားဘက်ကိုလိုက်တဲ့သူတွေဖြစ်တယ်တော့သူတို့အုံနောက်တယ်ဒီဘလာအာဒီတိုင်းပဲအုံနောက်ဖောက်အုံနောက်တွေကိုဖောက်ပြီးတော့ဘောနော်စစ်တပ်ရဲ့အလိုကျချီးတွေထဲခိုင်းချီးတွေထဲထားခိုင်းရတဲ့ကောင်တွေဆိုတော့ဘောနော်ဟိုသူတို့အနေနဲ့ကတော့ဟာဆိုလဲဟာရဲမှာမဟုတ်ဘူးအပြောဆိုလဲပြောရဲမှာမဟုတ်ဘူးလှုပ်ပေးပါလို့လဲអော်ရဲမှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူတို့မှာလွတ်လပ်မှုမရှိဘူးသူတို့မှာဝေဖန်ထောက်ပြနိုင်ခွင့်သူတို့မှာမရှိဘူးသူတို့မှာ ဘောနော speed out ခွင့်မရှိဘူးဘာလို့ဘာမှမရှိတဲ့လူအခွင့်ရေးဆုံးရှုံးနေတဲ့လူဘလာအုံနောက်မရှိတဲ့ကောင်တွေဆိုပြီးတော့ပဲကျွန်တော်ကတော့ပြောချင်ပါတယ်ကိုအမေဘောသူ့ကိုတော့အာဟိုနေပေါ့ဒီဇော်ဘုံတွေကြီးကိုတော့သူနဲ့ပတ်သက်ပြီးတော့ချူ speed out လုပ်ပြီးပါတယ်ဟိုဖင်လန်ဖင်လန်ပြောင်းရီးလို့ပါသူအဲ့လိုပါပိုင်ရဲကိုဘောကွာအဲ့လိုဟိုအတူစားတွေပေါ့အတူစားတွေကတော့အတန်ထွက်ပြီးရှာတယ်ပေါ့တကယ် ဟဲဗီရတော့လောကကိုတရားကြီးကိုရှော်ပလိုက်တာရှော်လိုက်တာဆိုတကယ်ဦးမဒီကောင်လေးကဟိုဘယ်လိုပြောအောင်လဲအတုံးချခံပေါ့နော်အတုံးချခံဘယ်တော့ဝါပြောမှဆိုလို့ရှိရင်တော့ဟိုလူတယောက်ကိုဆဲတာကတော့ဘယ်လိုဖြစ်တော့ဒါကမကောင်ပြစ်မှုရောမြောက်တယ်ပြစ်မှုရောမြောက်တယ်ဒါတော့မှန်တယ်သို့တော်လေအဲ့လိုဆဲတယ်ဆိုတဲ့နေရာမှာကာမန်လူချင်းကြီးဆိုတာပြဿနာမရှိဘူးဒါ ိုတောင်းမယ်ရင်တောင်းမယ်လို့ရတယ်ဒါပေမဲ့အခုကဒီကောင်ကအဆင်ကကြော်သွားပြီပူမူပူဘူကျုံလို့အဆင်ယူတော့ဒီကောင်ကငါနဲ့ကင်တုတ်ပြီးတော့လောက်တာဆိုတော့တော်တော်ဒီကောင်ကဒူကတော်တော်ချင်သွားပြီအဲ့တော့အထင်သားလေနောက်ပြီးတော့တို့ဒီဘောမတွေအချင်းချင်းပါလေဒီကောင်ကိုတစ်ချိန်ချင်းတော့ဒီကောင်ကတော့ဖမ်းတော့မယ်စီးတော့မယ်ဆိုတာသူတို့တိထားတော့ပြီကွာသလားမပြောဘဲနဲ့အတန်တိတ်ပြီးတော့လေဖြစ်တော့မှလားအေးဖြစ်တော့ကွာဆိုတဲ့ဟာမျိုးဒီကောင်ရှော်ပေးရတာဖြစ်နေမယ်သလားအဲ့လိုမျိုးထင်တယ်ဗောနောအခုသူဖြစ်သွားရဆိုတော့လေပုံပြီးတိတာဘောတော့ဘာမှတော့အတန်မပြောကြတော့ဘူးဆိုတော့ဒါကျွန်တော်တို့ဒီနေ့ ဒါဟိုနေ့ပေါ့နော်တို့ညီကိုဒီနေ့ပြောသွားတဲ့ကိစ္စကတော့ဒါလက်ရှိဒီစစ်ကောင်စီရဲ့ဝါဒဖြန့်ချီအပိုင်းမှာတကယ်ဥမာဒီစစ်တပ်ကိုထောက်ခံတဲ့တကယ်ပေါ်မှာအကြီးစားကြီးပေါ့နော်ဒါသူဒီကောင်ကိုဖမ်းဆီးပြီးတော့စစ်တပ်ဘက်ကနေမှနောက်ထပ်ဒီလိုမျိုးတွေအတန်ကြီးမထွက်ရဲတော့အောင်ပိတ်သွားကြတဲ့ဆိုတဲ့ကိစ္စမျိုးကိုကျွန်တော်တို့ဒါပြောကြတာဖြစ်ပါတယ်ဆိုတော့ထုံးတဲ့အတိုင်းပေါ့ဒါကျွန်တော်တို့ရဲ့နောက်ဆုံးအနေနဲ့ ဒါလင်းထောင်ကနေမှတော်လန်ပြီးစတော့တစ်ဖက်ပြောပြချင်းပါလေခင်ဗျာအာဟုတ်ကဲ့အာအဲ့တော့ဗျာဟိုတစ်ဖက်မှာတော့ဟိုဘောနော်သူတို့ရဲ့ lobby တယောက်ဘောနော် lobby တယောက်ဒါဟိုပြောမယ်ဆိုတချို့တွေကပြောကြတယ်ဇဘုံလည်းရင်မရှိတော့ငါတို့ကောင်လေဟိုတဲ့ကသတင်းတွေဘာမှမပြောအမှန်တော့မဆိုင်ပါဘူးဘောနော်ဟိုပြောမယ်ဆိုဒီကောင်ဒီဘက်မှာဘာဖြစ်နေတယ်ဆိုတဲ့ဥစ္စာတခုကကျွန်တော်တို့ကအာဟိုဘောဘောနော်ဟိုလှမ်းကြည့်ရတဲ့ကိုကျွန်တော်မြင်ပါတယ်ဒီကောင်တွေဘက်ကထုတ်ပြောနေမှာမဟုတ်ပါဘူးပြောမယ်ဆိုရင်တော့အာဒီကောင်တွေကအာဘောနော် အော်အမှန်တခုအမား99 99ခုနဲ့အဝါထားဖြန့်တဲ့ကောင်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီကောင်တွေကဒီဘောကနေပျောက်ွယ်သွားလေလေ။အာကျွန်တော်တို့အာပြည်သူတွေအတွက်အစိတ်ခန့်ခံရတဲ့ဘောနော်အစိတ်ကြွေးတဲ့ဇကလုံးတွေဇကလုံးတန်တွေပို့ပို့နဲနေလို့ပဲအာကျွန်တော်ကတော့မြင်နေပေါ့နော်။အဲ့တော့အာဟိုဇော်ဘုံးနေလို့ပဲတခြားသူတွေကလည်းတဖြည်းဖြည်းဒီလိုပဲပျောက်ွယ်ရမှာပါ။အဓိကအာနာရှင်အောက်ကဘောနော်ကျွန်းတပေါက်တွေဟာဘယ်တော့ခါမှဘောနော်လူလူမနေရတဲ့ဘဝတွေနဲ့ ဟိုတော့အမြဲစိတ်စည်းရင်းကိုစင်းရဲဘဝတွေကိုပိုင်ဆိုင်ရမှာရဲ့လို့ဟိုကျွန်တော်ကတော့မြင်တယ်နောက်တစ်ခုကဟိုပေါက်ကရုံးပြောသလိုပေါ့ထောင်ကြတာကံကောင်းတယ်ဆိုပြီးတော့တတ်မှတ်နေရတတ်မှတ်နေရတဲ့ဟိုတော့ဘောမာတွေရဲ့အဖြစ်ကတော့စုပ်လဲစူးစားလဲယူးဆိုတဲ့အခြေအနေကနေရုံမထွက်နိုင်ဘူးတော့ဘူးဆိုတာပြောရင်းနဲ့ပဲကျွန်တော်ညီကုံနေရာဒီညတော်ဝေးလေးစီစဉ်ကိုဒီလောက်နဲ့ပဲရန်သားချင်ပါတယ်တော်လံပြည်သူများအားလုံးလည်းကျေးဇူးတင်ပါခွင့်ကျေးဇူးတင်ပါခွင့်